ကျွန်တော်ဒီနေ့ဗာပြောပြခြင်းလဲဆိုတာအောက်ကဗီဒီယိုလေးကိုခဏလောက်ကြည့်လိုက်ကြပါဦးကျွန်တော်နိုင်ငံဟာငါနဲ့မတူငါရံသူဆိုတဲ့အတ္တနိုင်ငံရေးသမားတွေရဲ့တွေးခေါ်ဒီကြောင်းအကြမ်းဖက်မှုပြိပက္ခတွေကြားမှာလူသားအလုံးရဲ့အနာဂတ်တွေမျောမှန်းချက်တွေကြောက်လန့်တော်လို့မှုစတာတွေဟာအချိန်ကာလတစ်ခုကြာမြင့်ခဲ့ပြီဖြစ်ပါတယ်အဲ့ဒီတော့ဗျာဒီအာနာယူတွေကဘာကိုသူတို့နဲ့တူစီချင်တာလဲ သူတို့နဲ့တူမှတော့အားလုံးလူယုံမာတွေဖြစ်ကုန်မှာပေါ့တိုင်းပြည်ကိုနှစ်ပေါင်း80ကျော်စစ်အာဏာရှင်စနစ်နဲ့အုပ်ချုပ်တဲ့အာရှမှာတတရအချမ်းသာဆုံးစီးပွားရေးအင်အားအတောက်အသင်းဆုံးနိုင်ငံအဖြစ်ကနေစစ်အာဏာရှင်စနစ်နဲ့အုပ်ချုပ်တဲ့အချိန်တိုအတွင်းမှာမြန်မာနိုင်ငံဟာကပအစင်းရဲဆုံးငတ်မော့အခေါင်ပါဆုံးအိမ်နီးချင်းနိုင်ငံတွေကို တွန်ထွက်ခံရတဲ့လူဦးရေအများဆုံးနိုင်ငံဖြစ်ခဲ့တယ်။တိုင်းပြည်ကတာအဲ့ဒီလိုတိုင်းပြည်နဲ့ပြည်သူလူထုကတာအဲ့ဒီလိုကပအစင်းရဲဆုံးငတ်မော့အခေါင်ပါဆုံးအိမ်နီးချင်းနိုင်ငံတွေအားလုံးကိုကြုံထွက်ခံရတဲ့လူဦးရေ အများဆုံးဖြစ်ခဲ့ပေမဲ့စစ်အာဏာရှင်နဲ့သူတို့ရဲ့အပေါင်းပါတွေကကပအချမ်းသာဆုံးအခွင့်ထူးကန်လူဒန်းစားတွေဖြစ်သွားတယ်။အဲ့ဒီတော့ညာ ဒီစစ်တပ်ရဲ့စစ်အာဏာရှင်တွေရဲ့တဘောကဘလို့လဲဆိုတော့မြန်မာနိုင်ငံမှာမွေးဖွားလာတဲ့လူတွေအားလုံးဟာသူတို့စစ်ဘိုလ်ချုပ်တွေအတွက်အဖြစ်စည်းခံကြုံခံရမယ်ပြန်မပြောနဲ့ဘာအခွင့်အရေးမှလာမတောင်းနဲ့ပြန်ပြောရင်အခွင့်အရေးတွေတောင်းရင်သူတို့ကိုစန့်ကျင်ရင်အားလုံးကိုတတ်ပြစ်မယ်ရှင်းပြစ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့လှုပ်တာအဲ့တော့ဒီမှာစစ်အာဏာရှင်စနစ်ကို တော်လန်နေတဲ့လူတွေအကုန်လုံးကိုသူတို့နဲ့မတူလို့ရန်သူလိုသဘောထားတာတဲ့အဲ့ဒါဆိုရင်တနိုင်ငံလုံးကသူတို့ရဲ့ရန်သူတွေပဲအခုမြန်မာနိုင်ငံမှာစစ်အာဏာရှင်နဲ့သူတို့နဲ့ပေါင်းအပေါင်းအပါတွေလူတစုကလွှဲရင်တနိုင်ငံလုံးကဒီစစ်အာဏာရှင်ကိုစန့်ကျင်တော်လန်နေတဲ့ပြည်သူတွေဖြစ်တယ်။လာမယ့်2025ခုနှစ်ဒီဇင်ဘာ28ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲကြီးဟာအဲ့ဒီအခြေအနေတွေအားလုံးကိုအဆုံးသတ်ပေးနိုင်တဲ့လူရည်လို့ကျွန်တော်အခိုင်အမာယူဆပါတယ်။တိုင်းပြည်တည်ငြိမ်ဖို့ တာယာဝါပြောဖို့လူသားအလုံးနဲ့လူငယ်လူငယ်တွေရဲ့အနာဂတ်တွေလှပစေဖို့ပြန်လည်တိဆောက်ပေးဖို့ဒါတွေပဲဖြစ်ပါဘုရားမသာခင်ကြီးကစစ်ဖို့ချုပ်ဘဝမှာလဲတိုင်းရနာနယ်မြေတွေအလုံးကိုပတ်ပြီးတော့လူတက်မီးရှို့မတိန်တင်အကြမ်းဖက်ခဲ့တယ်စစ်တပ်ကနေထွက်ရခိုင်မှာလဝကဝင်ကြီးလောက်တော့လဲဟိုဘက်နိုင်ငံက တရားငွေဝင်လာတဲ့ဒူတွေကိုမှတ်ပုံတင်ထုတ်ပေးတယ်လက်စားပြီးတော့မှတ်ပုံတင်ထုတ်ပေးတယ်ပြီးတော့ရခိုင်လူမျိုးတွေနဲ့ဟိုဘက်ကဝင်လာတဲ့ဒူတွေကိုရန်တိုက်တယ်ဘာသာရေးပြိပခဖန်တီးတယ်ဒီခင်ကြီးဆိုတဲ့ကောင်ကတန့်ဖို့ပါတီဖြစ်တော့လဲ2000ခွန်ရွှေဝါရောင်တော်လှန်ရေးမှာဖုံးကြီးတွေရဟန်းတန်ခါတွေကိုလမ်းလေကောင်မှာကျိုးတုတ် ရိုက်နှက်ခဲ့တဲ့အဓိကခေါင်းဆောင်လည်းဖြစ်တယ်။အဲ့ဒီတော့ဒီတိုင်းပြည်ကတိုင်းပြည်နဲ့ပြည်သူကိုနီလန်းပေါင်းစုံနဲ့ညှဉ်းပန်းနှိပ်စက်မဒိန်ကျင့်ရရက်ဆက်ဆက်တက်ဖြတ်မကောင်းမှုမှန်သည်။အကြမ်းဖက်မှုမှန်သည်ကိုအကုန်လုတ်ခဲ့တဲ့ဒီစစ်ပူချုပ်တွေကသူတို့ကိုစန့်ကျင်တဲ့လူတွေကိုငါတို့နဲ့မတူငါရန်လူအကြမ်းဖက်သမားတွေလို့ပြန်ပြောရတာဆိုတော့အဲ့တော့ကျွန်တော်တို့ပြည်သူလူထုတွေပဲစဉ်းစားကြည့်လိုက်နောက်တစ်ခါဒီ2025ရွေးကောက်ပွဲကိုရွေးကောက်ပွဲနဲ့တူအောင်လုပ်မယ်ဆိုရင်ပြိုင်ဘက်တွေကို လွတ်ပေးလိုက်လေနော်ပြိုင်ဘက်တွေအကုန်လုံးကိုကျိုးတုပ်ဖမ်းချုပ်ထားပြီးမှကိုတကောင်လည်းပြိုင်နေတဲ့ပွဲကိုဘယ်ကယူကောက်ပွဲလို့ခေါ်มาတဲ့အဲ့တော့ဒီခင်ရီနဲ့ကြံ့ဖို့ပါတီတွေအားလုံးဒီစစ်ဘူချုပ်တွေရဲ့အားလုံးကိုသူတို့ရဲ့ခေါင်းပေါ်မှာဒီအမျိုးသမီးတွေရဲ့ထမိန်ကိုခေါင်းပေါင်းထားပေးဖို့တန်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေနောက်မှမွေးဖွားလာမဲ့မျိုးဆက်တစ်တွေအားလုံး ကျွန်တော်တို့ရဲ့နောက်မှာမွေးဖွားလာမဲ့မျိုးဆက်သစ်တွေအားလုံးဒီအကျန်းဖက်လူတက်မဒိန်ကျင့်လူရန်ကားတွေရဲ့ကျုံပြုတ်ညှင်းပန်းနှိပ်စက်မှုဘဝကနေလွတ်မြောက်ဖို့ဆိုကျွန်တော်တို့ဒီတော်လန်ရေးကိုနိုင်အောင်တော်လန်မကိုရမယ်အဲ့ဒီတော့ကျွန်တော်တို့ပြည်သူလူထုတွေအားလုံးကိုတက်ရအခမ်းကဏ္ဍကနေကိုတက်နိုင်ရအကုန်လုံးကိုပါဝင်ပေးကြပါပူးပေါင်းပေးကြပါကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာ အမြင့်တယ်နေတဲ့ဒီစစ်အာဏာရှင်စနစ်ဒီစစ်ခွေးတွေကိုကျွန်တော်တို့အမြန်ဆုံးမောင်းထုတ်နိုင်မှာကျွန်တော်တို့နိုင်ငံကြီးကပြန်လည်ထူထောင်ဖို့အချိန်မီမှာဖြစ်ပါတယ်အားလုံးပဲဒီတော်လှန်ရေးကိုကျွန်တော်တို့အားလုံးပါဝင်ပေးကြပါ